အားလုံးပဲမင်္ဂလာပါချင်းရဒီယိုအစည်းအဝေးကနေပြန်လည်ကြော်ဆိုလိုက်ပါတယ်ဒီကနေ့2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့အတွက်ခုံနုံတုံချင်းရဒီယိုရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမကတော့ဆမ်းပါဒီနေ့တင်ဆက်ပေးသောမဲ့သတင်းကောင်းစဉ်တွေကတော့တည်တည်တိုင်ငင်ကြမှာရှိတဲ့ထုတ်လိုက်ရောကိုစစ်ကမရှင်တက်ကလေးချောင်းတိုက်ခိုက်လိုက်တဲ့သတင်းရန်ကုန်မှာနိုဝင်ဘာလအဝက်အတွင်းမှာလူငယ်၄၀ကျော်မတရားဖမ်းဆီးခံရတဲ့သတင်း မီဇိုရမ်ပြည်နယ်မှာရူပီ26ဂရီတန်ဖိုးရှိတဲ့မွေးရည်စေဝါနဲ့အတူမြန်မာနိုင်ငံသားနှစ်ဦးဖမ်းဆီးခံရစတဲ့သတင်းတွေနဲ့အတူနိုင်ငံဖြတ်ကျော်ရာဇဝမှုတွေကိုဩစတြေးလျနိုင်ငံရဲ့ဝန်ကြီးနဲ့ NUG ဆွေးနွေးစတဲ့သတင်းတွေနောက်ဆက်ရမှာပါအခုအဆုံးတင်ဆက်ပေးမှာကတော့ချင်းပြည်နယ်တည်တည်မြို့နယ်စီရင်ဒေသ ထုတ်လိုက်ရကိုနိုဝင်ဘာလ19ရက်နေ့ည12နာရီဝင်းကျင်းမှာစစ်ကမရှင်တပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။စစ်ကမရှင်တပ်ကဒိရီမျိုးနဲ့တိုင်ငင်းရွာအကြားရှိထုတ်လိုက်ရကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ခြင်းဖြစ်ပြီးတော့ဖျားကြောင်းနဲ့စာတင်ကျောင်းဆောင်တွေပုံထိမှန်ပြီးထိခိုက်ပျက်စီးမှုတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။ထုတ်လိုက်ကိုညတကောင်ရန်12နာရီဝင်းကျင်းမှာပုံကျဲတာပါ။ လူထိခိုက်မှုတော့မရှိဘူးအဲ့ဒီမှာဘုရားကျောင်းနဲ့စာသင်ဆောင်တချို့တော့ပျက်စီးသွားတယ်လို့ဒေတာခန်တူကပြောပါရယ်တိရိမျိုးနဲ့ခိုင်ကမြို့အကြာရှိစစ်ကမရှင်တက်တွေဖလန်မျိုးနဲ့ဝေဘလာမျိုးအကြာရှိစစ်ကမရှင်တက်တွေကိုချင်းလန်အစိုးရတပ်ဖွဲ့စစ်ကြောင်းနှစ်ကြောင်းနဲ့ချင်းငင်တောင်တပ်ဖွဲ့ကနေချင်းအမျိုးသားကာကွယ်တပ်ဖွဲ့ CNDF PDF ဆောင်လန်ပူပေါင်းတက်တို့ကလက်တွဲပြီးတိုက်ခိုက်နေကြောင်းနဲ့ချင်းလန်အစိုးရစီကတီးရပါရင် တိုင်ငင်းရွာမှာတက်ဆိုင်နေတဲ့စစ်ကွန်ရှင်တပ်နဲ့ချင်းတောင်လိုင်းပူပေါင်းတက်တုံဟာလဲနိုဝင်ဘာလ19ရက်နေ့ကဖလန်မျိုးပဲရှိတိုင်ငင်းရွာအထက်အဝင်းကျင်းမှာထိတွေ့တိုက်ပွဲတွေလည်းထပ်မံဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ချင်းပြည်နယ်မြောက်ပိုင်းရှင်မြို့တွေကိုထိုးစစ်ဆင်နေတဲ့စစ်ကွန်ရှင်တပ်တွေကိုချင်းတောင်လိုင်းပူပေါင်းတက်တွေကကလေးကံကောမြို့တွေမှာခုခံစနစ်တံမြန်ထိုးစစ်တွေပြုလုပ်နေကြောင်းလည်းသိရပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့ရန်ကုန်မြို့မှာယခုလနိုဝင်ဘာ၁ရက်ကနေ15ရက်လောက်ဝက်ကာလအတွင်းမှာလူငယ်40ကျော်မတရားဖမ်းဆီးခံရပြီးအဲ့ဒီအနည်း15ဦးဟာလမ်းပေါ်မှာပေါ်တာဆွဲဖမ်းဆီးခံရခြင်းလို့သိရပါတယ်ဖန်စီမှုတွေကိုစစ်ကမရှင်တပ်ဖွဲ့တွေ ပြူစောတိတွေကပြုတ်လုခဲ့ခြင်းဖြစ်ပြီးဖန်စီခံရသူအများစုဟာစင်ကြေဘုံရက်ကွက်မှာနေထိုင်သူတွေလို့သိရပါတယ် အခုလိုလမ်းမပေါ်မှာပေါ်တာဆွဲခံရတဲ့အပြင်ပြည်ကစားနဲ့မြားပြီးဖမ်းဆီးတာတွေအလုံးနဲ့မြားပြီးဖမ်းဆီးတာတွေပါပြီးကျင်ဆော့နေတဲ့သူတွေကိုဝင်ဆွဲတာတွေလည်းပါတယ်လို့သိရပါတယ်။ရက်ွက်ထဲမှာရံဖြစ်တဲ့သူတွေကိုဖမ်းဆီးပြီးစစ်မှုထမ်းနဲ့ထည့်လိုက်တာတွေလည်းရှိကြောင်း Ringon Scott Network တာဝန်ရှိသူကမစ်စမကိုပြောပါတယ်။ဖန်စီခံရသူအများစုဟာအသက်အရွယ်အပြင်18နှစ်ကနေ30ကျအရွယ်ရှိလူငယ်တွေဖြစ်ကြောင်း၎င်းကဆိုပါရီ ဖန်စီမို့မှာအစင်းစစ်စေးကဖန်စီခြင်းနာမည်အတိအကျနဲ့လာရောက်ဖန်စီခြင်းစစ်ကွန်မရှင်ရဲ့ရွေးကောက်ဥပဒေနဲ့စစ်တပ်ဝါရဖြန့် Telegram Channel တွေကနေဖန်စီဖို့လှုံ့ဆော်မှုကြောင့်ဖန်စီခြင်းတွေရှိကြောင်းလည်းသိရပါတယ်စကမရှင်ကလာမဲ့ဒေဇမလအတွင်းမှာပြုတ်လို့မဲ့ရေကောက်ဝဲဟာလည်းနှီးလာပြီးဖြစ်တာကြောင့်ရန်ကုန်မြို့ပေါ်မှာပေါ်တာဆဲဖန်းစည်းမှုဖြစ်စဉ်အရေးအတွက်ဟာအနည်းငယ်လျော့နေလာပေမဲ့ဖန်းစည်းမှုတွေကဆက်လက်ရှိနေစေလို့ Rangoon Scott Network ကပြောပါရီ။ ပေါ်တော်ဆိုင်ခံရသူစီရင်ကိုတော့တည်င်းမီဒီယာတွေမြို့နယ်အလိုက်တည်င်းပေးတွေထံရယူစုဆောင်ထားကြောင်း၎င်းကပြောဆိုပြီးပြည်သူတွေက ပေးပို့လာတဲ့အချက်လက်တွေကိုမြေပြင်မှာတည်င်းအချက်လက်မှန်ကန်မှုရှိမရှိပြန်လည်စစ်ဆေးနေကြောင်းလည်းသိရပါတယ်ရန်ကုန်မြို့ရှိစစ်ကမရှင်တပ်ဖွဲ့တွေဟာပေါ်တာဆွဲဖမ်းဆီးမှုအပြင်စံဖို့ပါတီအပါအဝင်စစ်အုပ်စုရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ဖို့ပြင်ဆင်နေတဲ့ပါတီတွေရဲ့မင်းဆွေပွဲတွေမှာလုံခြုံရေးလိုက်လံဆောင်ရွက်နေကြောင်းလည်းသိရပါတယ် ်လက်ရှိမှာစကွန်မရှင်တပ်ကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဝေဖန်သူတွေကိုဖမ်းဆီးမှုစောင့်ကြည့်မှုတွေပုံမပြုတ်လောက်လာနေတဲ့အတွက်ပြည်သူလူထုအနေနဲ့လူမှုအကွန်ရက်ပေါ်မှာရေးသားမှုတွေတတိပြုကြဖို့လဲတော်လှန်ရေးအင်အားစုတွေကတိုက်တွန်းထားကြောင်းသိရပါတယ်ရှင်နောက်တဲ့ရင်တဘောကတော့အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်အိုင်ဇိုခရိုင်ထဲမှာ ရူပီ26ဂရေတာမိုးရှိတဲ့မူရစ်ဈေးဝါးတွေနဲ့အတူမြန်မာနိုင်ငံသားနှုတ်ဦးဖန်းစည်းခံရတယ်လို့အိန္ဒိယခြေစိုက်သတင်းတွေကဖော်ပြပါရယ်အိန္ဒိယနေဂျာဆောင့် BSF နဲ့ Mizoram B နဲ့မွေးရစေးတိုက်ဖြတ်ရေးဌာနပူးပေါင်းတပ်ဖွဲ့တွေဟာ၎င်းတို့ရရှိထားတဲ့သတင်းတွေအရအိုင်ဇွန်နဲ့ဆလင်ကြားမှာစစ်စင်ရေးပြုတ်လောက်ခဲ့ပြီးစကူတာဆိုင်ကယ်မောင်းနေလာတဲ့မြန်မာနိုင်ငံသားအမျိုးသားနှစ်ဦးစီကနေမွေးရစေးဝါးတွေကိုအများအပြားဖမ်းဆီးခဲ့ခြင်းလို့သိရပါဗျ။ တာဝန်ရှိသူတွေဟာအိုက်ဇိုနဲ့စလင်းကြားကအဝေးပြေးလာမကြီးပေါ်မှာမြန်မာနိုင်ငံသား၂ဦးကို19ရက်နေ့ညကဖမ်းဆီးပြီးတဲ့နောက်စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ခဲ့ပြီး၎င်းတို့နှုတ်ဦးကမူရစ်ဆေးတွေကိုလမ်းမေးချုံမုတ်ကြားမှာဝတ်ထားကြောင်းလဲဝန်ခံခဲ့တယ်လို့သိရပါတယ် ဲဒီနောက်တရခန်နှစ်ဦးညွန်ပြတဲ့နေရာကိုတာဝန်ရှိသူတွေကစနစ်တကျရှာဖွေခဲ့ရမှာတော့14.93ကအလေးချိန်ရှိတဲ့နဂါတစိတ်စိတ်ကြွဆေးပြား15ထုံးနဲ့စက်ပြဘူး49ဘူးနဲ့ထုတ်ပို့ထားတဲ့ဘိန်းဖြူ900ခွန်ဂရမ်တုပ်ကိုတင်စေရမိခဲ့ကြောင်းသိရပါရီအဆိုပါတရခန်နှစ်ဦးကိုစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးခဲ့တဲ့နောက်၎င်းတို့နှစ်ဦးဟာမြန်မာနိုင်ငံသားတွေဖြစ်ကြောင်းလူအပ်တဲ့အရေးယူမှုတွေလှုပ်ဆောင်ဖို့ မူရင်စေးတိုက်ဖြတ်ရေးဌာနကထိန်းသိမ်းထားကြောင်းသိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမှာကတော့အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်နဲ့ဩစတြေးလျနိုင်ငံသားရေးဝန်ကြီးပန်နီဝုံတို့နိုဝင်ဘာ19ရက်နေ့ကဩစတြေးလျနိုင်ငံကင်ဘာရာပါလီမန်အဆောက်အအုံရှိဝင်းကြီးရုံးခန်းမှာတွေ့ဆုံကမြမအရေးဆွေးနွေးခဲ့ကြောင်း UNG ကသတင်းထုတ်ပြန်လိုက်ပါတယ် ရမန်နေ့နိုဝင်ဘာလ20ရက်နေ့ကထုတ်ပြန်ခြင်းဖြစ်ပြီးတော့တွိတ်ဆောင်ဆွေးနွေးမှုအတွင်းမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေနိုင်ငံဖြတ်ကျော်ကျွလွန်တဲ့အရာစုမှုတွေနဲ့ဒေသရင်းငင်းချိုင်းရင်းနဲ့တည်ငြိမ်ရေးတို့ပါဝင်နေလို့ထုတ်ပြန်ချက်ကအဆိုထားပါတယ်။အယူကြီးနိုင်ငံချိုင်းဝင်ကြီးဒေါ်စင်မအောင်က ဩစတြေးလျနိုင်ငံသားရေးဝန်ကြီးကိုမြမဒီမိုကရေစီအရေးဆောင်ရွက်နေမှုတွေနဲ့တိုးတက်မှုတွေအရက်သားတွေကိုကာကွယ်စောင့်ရှောက်ရေးဦးစားပေးကိစ္စရပ်တွေနဲ့လက်တွေ့ကြားတဲ့နိုင်ငံတကာအကူအညီတွေရယူနိုင်ဖို့နီလာတွေကိုလည်းအချင်းချုပ်ရှင်းလင်းတင်ပြခဲ့ကြောင်း UNG ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် ဒါအပြင်စစ်အုပ်ချုပ်ရေးကိုခိုင်မြဲစေဖို့ရည်ရွယ်တဲ့လုပ်ငန်းစဉ်တွေကိုပေချရမှာဖြစ်ပြီးအားလုံးပါဝင်တဲ့ Federal Democracy ပြည်ထောင်စုစည်းကိုဥတည်တဲ့လမ်းပြမြေပုံကိုလည်းအမျိုးသားငြိမ်းချမ်းရေးအစိုးရနိုင်ငံသားရေးဝန်ကြီးတော်စမအောင်ကရှင်းပြခဲ့ကြောင်းသိရပါတယ်။ဒါအပြင်စစ်အုပ်ချုပ်ရေးကိုဆက်လက်ခိုင်မအောင်လုံဆောင်မှုရည်ရွယ်တဲ့စစ်တပ်ရဲ့နေသည့်လုပ်ငန်းစဉ်မျိုးကိုမစိုး ပေးကြဖို့အရေးကြီးကြောင်းနဲ့အားလုံးပါဝင်တဲ့ Federal Democracy ပြည်ထောင်စုစည်းဥတီတဲ့ AUG ရဲ့လမ်းပြမြေပုံကိုလည်းရှင်းပြခဲ့ကြောင်းသိရှိရပါတယ်။ Indo-Pacific data မှာ Australia ကစွဲကင်ထားတဲ့အခြေခံမှုနဲ့လက်တွေ့ကြတဲ့အခမ်းကဏ္ဍကို UNG ကအတိမတ်ပြုံကြောင်းနဲ့ Australia အစိုးရရဲ့ကမ္ဘာလုံးဆိုင်ရာလူအခွင့်အရေးတွေကို ထိမ့်သိမ်းစောင့်ရှောက်မှုတွေအတွက်ကျေးဇူးတင်ရှိကြောင်းအဲ့ဒီအစည်းအဝေးမှာ ဝင်ကြီးတော်စင်မအောင်ကပြောဆိုခဲ့ပါတယ်ရှင်။ ုတ်ကဲ့ပါအခုလိုနားတို့ရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်